မင်္ဂလာပါခင်ဗျရောင်ခတိကနေဒီနေ့လည်းကတဲ့နေကိုတင်ဆက်ပြပါမယ်အကြက်ဖတ်မင်းအောင်လည်းကနေပြီးတော့မှသူတဲထားတဲ့မာရဝီဇီယာဖျားဟာအပြက်စီအနေငယ်ပဲဖြစ်တဲ့အတွက်ငလင်တန်းခံနိုင်လို့ဆိုပြီးအစည်းအဝေးတိုင်းမှာဂုံယူဝင်ကြွားတဲ့ပုံစံနဲ့ပြောဆိုပြီးတော့အဲ့ဒီဖျားကိုပုံမှန်သွားနေပြီမယ်အာနာရှင်ဟောက်တန်းရွှေတဲ့ကလေးဥပဒတန်ဒီဇေဒီရဲ့ငလင်ကြောင့်ပျက်စီးသွားမှုတွေကိုတော့တလနီးပါးကြပြစ်ထားပြီးမှအပေါ်ယံပုံစံမျိုးနဲ့တွားကြည့်ခဲ့တယ်ဆိုပါတယ် မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက်ငလင်တန်းတင့်ထားတဲ့မန္တလေးမြို့မဟာအောင်ကြီးမြို့နယ်မှာတောင်အကြံဖက်စကောင်းစီကသူတို့စစ်တပ်ရဲ့စစ်မှုထမ်းအပတ်စဉ်73အတွက်တရက်ကွက်ကိုလူငယ်နှစ်ဦးပေးဖို့စင့်ခေါ်တာတွေလုပ်နေတယ်လို့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းတဲ့နေ့ကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဖက်မင်းအွန်လိုင်းက နေပြီးတော့မှသူတဲထားတဲ့မာရဝီဇီယာဖျားဟာအပျက်စီးအနေငယ်ပဲဖြစ်တဲ့အတွက်ငလင်ဒက်ခံနိုင်လို့ဆိုပြီးအစီဝေးတိုင်းမှာဂုံယူဝင်ကြွားတဲ့ပုံစံနဲ့ပြောဆိုပြီးတော့အဲ့ဒီဖျားကိုပုံမှန်သွားပြီးမယ်အာနာရှင်ဟောက်တန်းရွှေတဲခဲ့တဲ့ဥပရတန်နီဇေတီရဲ့ငလင်ကြောင့်ပျက်စီးသွားမှုတွေကိုတော့တလနီးပါးကြာပစ်ထားပြီးမှအပေါ်ယံပုံစံမျိုးနဲ့ပဲတွားကြည့်ခဲ့တယ်လို့နေပြီးတော့စစ်တဲ့တရင်ရှင်းမိကရန်ကုန်ခေတ်တကိုပြောပါတယ်မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကပဲစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက်အကြက်ဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းက သူတက်ထားတဲ့နေပြည်တော်ကမာရဝီစီကဖယားကိုဧပြီလ၁ရက်နေ့မှာပွားရောက်ဆစ်ဆီးမှုတွေလုပ်ခဲ့ရမှာအပြည့်အစည်းအနှဲငယ်ပဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီအတွက်အချမ်းဖတ်မင်းအောင်လိုင်းကအစည်းအဝေးတိုင်းမှာသူတက်တဲ့ဖယားကငလင်တန်းကြောင့်အပြည့်အစည်းအနှဲငယ်ပဲဖြစ်တဲ့အတွက်ငလင်တန်းကိုခံနိုင်တဲ့အကြောင်းတွေကိုသူကိုသူဂုံယူဝင်ကြောစွာပြောဆိုနေတဲ့အပြင်ဒါကိုဥပမာယူပြီး အခုနောက်ဆုံးမဲ့အဆောက်အုံနဲ့ရုံဌာနတွေကိုအ ਨੇ ဆုံးငလင်ပြင်းအားရှစ်အဆင့်ကိုခံနိုင်အောင်တိဆောက်ရမယ်ဆိုပြီးတော့ပါညွန်ကြဒါတွေလုံနေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောပါတယ်အဲ့ဒီလိုဂျပန်မေအွန်လိုင်းကသူတည်ခဲ့တဲ့မာရဝီဇီယာဖျားကိုအမွန့်တင်ပြောဆိုပြီးသူကိုယ်တိုင်ချက်ချင်းတွားရောက်စစ်ဆေးမှုတွေလုပ်ခဲ့ရုံနဲ့မကညာဘက်တွေဆိုလဲဖျားပိတ်ချိန်အောင်ရင်တန်းနဲ့လာပြီးဖျားရုပ်ထူကြီးကိုတစိမ့်စိမ့်လာကြည့်နေတာမျိုးတွေလုပ်နေပြီမြဲ့ တဖက်ကအာနာရှင်ဟောင်းတန်းရွှေတဲခဲ့တဲ့ဥပရသန္တိဇေဒီကိုတော့ငလင်ကြောင့်ပျက်စီးမှုတွေကိုတောင်တလနီးပါးကြပစ်ထားပြီးမှအပေါ်ယံပုံစံမျိုးနဲ့တွားရောက်ဆစ်ဆဲခဲ့တယ်လို့တဖက်မှာလည်းငလင်နိုင်ငံကြောင့်ပျက်စီးပျက်စီးသွားတဲ့အဆောက်အုံတွေကိုအရေးအတွေးမပြည့်မှုကြောင့်ဆိုပြီးပြစ်တင်ပြောဆိုမှုတွေလုပ်နေတယ်လို့လည်းနေပြည်တော်စစ်တပ်တရင်ရင်မြစ်ကရန်ကုန်ခေတ်တကိုပြောထားပါလိမ့်ခင်ဗျတဖက်မှာတော့ မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက်ငလင်တန်တင့်ထားတဲ့မန္တလေးမြို့မဟာအောင်မြေမြို့နယ်မှာတော့အကြမ်းဖက်စစ်ကောင်စီကသူတို့စစ်တပ်ရဲ့စစ်မှုထမ်းအပတ်စဉ်73အတွက်တရက်ကွက်ကိုလူငယ်နှစ်ဦးစစ်မှုထမ်းပေးဖို့စင်ခေါ်ဓာတ်တွေလုံနေပြန်တယ်လို့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ကိုယ်တိုင်နဲ့ဒေသခံပြည်သူတွေကရင်ကုန်ခစ်တဲ့ကိုပြောပါတယ်တဖက်မှာတော့ငလင်တန်ကြောင့်မန္တလေးမြို့မှာအိုးအိမ်တိုက်တာအဆောက်အဦပေါင်းများစွာပြုကျပျက်စီးမှုတွေဟာအခုချိန်ထိတချို့အဆောက်အုံတွေဆိုရှင်းလင်းမှုတွေမလုံနိုင်သေးတဲ့အခြေအနေတွေဖြစ်နေတာတော့ စစ်ကောင်စီကတော့အဲ့ဒီမန္တလေးမြို့မဟာအောင်မြေမြို့နယ်အတွင်းကရက်ွက်တွေမှာသူတို့စစ်တပ်ရဲ့စစ်မှုထမ်းအပတ်စဉ်73အတွက်စစ်မှုထမ်းမှုလူငယ်2ဦးနှုန်းရက်ွက်တိုင်းပေးရမယ်ဆိုပြီးဧပြီလ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲစတင်တောင်းခံလာနေရဆိုပါတယ်အဲ့ဒီအတွက်လက်ရှိမဟာအောင်မြေမြို့နယ်ရှိရက်ွက်မှာရွတ် စိန်ပန်းရှိဝက်စုကျက်စုနဲ့နောရက်စုဘတ်တွေမှာပါစစ်မှုထမ်းမှုလူငယ်တွေကိုစစ်ခေါ်တာတွေလှုပ်လာနေပြီဖြစ်တယ်လို့ရက်ကွက်အုတ်ချုပ်ကြီးအဖွဲ့ဝင်တချို့ကိုတိုင်းနဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်။တစ်ဖက်မှာတော့လက်ရှိမန္တလေးမြို့မှာငလင်တန်းတင့်ထားတဲ့အတွက်တချို့ရက်ကွက်အုတ်ချုပ်ရင်းမှုတွေကတော့အခုချိန်မှာလူငယ်တွေကိုစစ်မှုထမ်းမှုခေါ်တာတွေမလုတ်ချင်သေးပေမဲ့စေကောင်းစီတက်တဲ့ရဲတွေကိုတိုင်းရက်ကွက်တွေတွေဆင်းပြီးဖန်စီခေါ်ဆောင်တာတွေ PR ပေးတာတွေလုပ်နေတယ်လို့သိရပါတယ်ခင်ဗျ။ ဖက်မှာတော့တင်းသားကြီးတိုင်းဗုတ်ပြင်းမြို့နယ်မှာအချက်ဖက်စစ်ကောင်စီရဲ့စက်ကခ73နဲ့ခလရ43နဲ့တရင်ကစစ်မှုရန်တပ်သား3ဦးဟာတော်လန်ရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြပြန်တယ်လို့ကော့တောင်းခရိုင် PDF ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ20ရက်နေ့ကပဲဗုတ်ပြင်းမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့စက်ကခ73နဲ့ခလရ43နဲ့တရင်တွေမှာအပုတ်ခံရတယ် စစ်မှုရန်တသားတဲ့ရဲဝဲအောင်သူရစိုးနဲ့စီတူကြော်စုံသူတို့တုံးဦးဟာဒေါ်လန်ရေးတက်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုရန်တသားတဲ့တုံးဦးဟာပဲခူးတိုင်းကနှစ်ဦးနဲ့မန္တလေးတိုင်းကတဦးဖြစ်ပြီးလက်ရှိမှာတော့ဒေါ်လန်ရေးတက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစိုးစောင့်ရှောက်ပေးထားပါတယ်လို့လည်းကော့တောင်းခရိုင် PDF ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်တစ်ဖက်မှာတော့အချမ်းပတ်စစ်ကောင်စီတပ်ကသူတို့ရဲ့စစ်မှုရန်အပစင်တွေအတွက်လူငယ်တွေကိုနှီးပေါင်းစုံနဲ့စစ်သားတစ်စုဆောင်နေတယ်လို့ တဖက်မှာလည်းအဲ့ဒီလိုစစ်သားတွေစူးစောင်းခံရတဲ့လူငယ်တွေဟာရှေ့ဒန်းတွေအပုတ်ခံရတဲ့အချိန်အခွင့်အရေးရတာနဲ့တော်လိုင်းတတွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာဒုနဲ့ဒေးကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကဝက်လက်မြို့ပေါ်မှာရှိတဲ့အချက်ဖက်စကောင်းစီအထိုင်းချတဆွဲထားရ yes scan ထွေအုပ်ယုံမိသက်ယုံနဲ့ kin scan တွေကိုတော်လိုင်းရေးပူပေါင်းတတွေက drone တွေနဲ့ပြိုင်နဲ့တက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ people sovereign revolution တပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ ဧပြီလ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲဝက်လက်မြို့ပေါ်မှာအချက်ဖက်စကောင်စီအင်အား100ကျော်လောက်နဲ့အထိုင်ချတဆွဲထားတဲ့ yes scan ထွေအုပ်ယုံမိသက်ယုံနဲ့ kin scan တွေကိုတော်လန်ရေးပေါင်းတက်တွေက drone တွေနဲ့တပြိုင်တည်းဘုံသီးတွေဇက်တိုက်ကျဲချတက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခိုက်မှုအတွေ့စေကောင်စီဘက်ကထွေအုပ်ဝန်ထမ်းတချို့အပါအဝင်9ဦးထက်မနည်းထိခိုက်မှုတွေရှိထားတဲ့အကြောင်းကိုကနဦးတီထားရပြီးအသေးစိတ်အချက်လက်တွေကိုတော့ဆက်လက်ထုတ်ပြန်ပေးပါမယ်လို့လေ People's Sovereign Revolution တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ Okay. Tagaro yong kitikani, dinini lekin drini ko tin sapike ra ba, chi shu pike to chi